ားလုံးပဲမင်္ဂလာပါရှင်။ယောဒေတာ channel မှာကြိုဆိုလိုက်ပါရစေ။အေးရဲ့ရဲ့ပျော်ခြင်းသည်ဖြစ်၍ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးတော့မှာ ဖြစ်ပါရဲ့ရှင်။ပျော်ခြင်းသည်ဖြစ်၍အပိုင်းလေးလူဖြစ်ခြင်းပျော်ရွှင်မှုဟာနေချီနှုထွေးစိတ်ခံစည်းကို စွဲမဖယ်သရွေ့တော့အနှွေးတဲ့နဲ့ဝေးနေအောင်မယ်။ငယ်ငယ်ကကိုယ်ပေါ်မကောင်းသူဆို တုံ့ပြန်ခြင်းနဲ့ လူလက်ပိုင်းမှာမပတ်မသက်ဖဲဖဲခွာခွာနေလိုက်တယ်။အရွယ်လေးရလာတော့တုံ့ပြန်မှုစိတ်မပါတော့သလိုရှောင်ပြေးတာတွေလည်းမလုပ်ချင်တော့ဘူး။ဘဝဆိုတာကြည်ပြူစာနာလက်တွဲကူသူတွေနဲ့ကြီးတိဆောက်ထားတာမှမဟုတ်တာ။အစိုးအမြင်ခံရတိုင်းအဆုံးထိပြေးနေတာကနီးလန်းမဟုတ်သလိုတစ်ခါပုတ်ခတ်တိုင်းတစ်ခေါက်တုံ့ပြန်နေတာလည်းအပြေမှန်မဟုတ်ဘူး။အတင့်အတင့် နှလုံးသွင်းတန်သွင်းအသေးဖွဲမေးပြောက်တန်မေးဖြောက်ရင့်ကျက်ခြင်းဆိုတာတိမ်ပုတ်တိမ်ခဲနောက်ကငွေအောင်အနာသက်အောက်မှာဆက်လျှောက်တာပေါ့ခွဲ့လွတ်သူသာကြီးမြတ်ရာအေးမြသူသာ အောင်မြင်ရာပေါ့စိတ်ခန်းစည်းကိုစွဲဖယ်လိုက်မှနေချင်နှုတ်ထွေးနွေးနေတော့မှာပေါ့ဟာတပုရုဇဉ်ဆိုတာအ ਨੇ အနှစ်အပြည့်နဲ့ရေခွက်တွေပါပဲ။ အတိညာစေစားရာနဲ့အမှုအကျင့်စရဏပေါ်မူတည်ပြီးအရှိအတိုင်းနောက်ကြည့်ညစ်ထေးနေတဲ့သူရဲ့ခဏတာငြိမ်စိန်ပြီးအကြည်ရည်လေးများနေတဲ့သူရဲ့ပဲกว่าတယ်ပဂရိအမုံမွားကင်းသူဆိုတာတော့မရှိသလောက်ပါပဲရှင်တန်ကျင်ခဏတာလေးမှာရေကြီးရေနောက်ကိစ္စထက်ခွက်ကြီးခွက်သေးပြိုင်နေကြတဲ့သူတွေတွေ့ရင်ပြုံးကျင်တယ်ခွက်ပူကြီးတော့ အနေပူများလာတာကလွဲရင်တန်နေရာမှာဘာထူးမှာမို့လဲရှုံအမုံတွေမများခြင်းရင် အမှန်တွေလျှော့တဲ့မျက်နှာဖုံးတွေချာဆက်မရေနေနိုင်တော့တယ်လို့ကျွန်တော်အေးပြားက ကိုယ့်ဘက်ကိုယ်ပဲရက်သူတွေအတွက်ဆိုပါတာမို့ဒီဘဝတစ်ခုမှာတော့ရွာပြန်มาပဲနေပါမယ်ဘလာရှာဘောခဏတင်ကြည့်ပြီး အရသာအဆက်အဟံမတည့်ရင်လဲအစဉ်ပြေသလိုသာ ထွေးထုတ်သွားကြပါဆက်ဆံရေးမှာကျွန်တော်တို့အဓိက စားသုံးကြတာစူပြေမှုနှွေးထွေးမှုနှစ်ခုပဲအတိပဲတစုံတရာမှရှိမနေရင်ပတ်သက်မှုဟာစူးဆရာအယိုးတွေကြီးပဲမို့မချစ်တဲ့အရာတွေကိုချစ်တယ်လို့လုပ်ပြီး အောင်နန်းနေစရာမလိုပါဘူးခရရိတ်တရား ဇဝေးဇဝါအယူဆကိုအတန်ကြဲကြီးပြောရတာထက်စာရင်မသိပါဘူးဗျာလို့ငြိမ်ငြိမ်လေးခေါင်းရမ်းလိုက်တာပိုကောင်းတယ်။ဘဝကဂီတာတစ်လက်ဆိုရင်တော့ကျိုးပြတ်အောင်တီးဖို့ထိချိန်တိုင်းမလိုဘူး။တက်လုံးခြံတက်ခြင်းဟာအသက်ဆန်းဆုံးအမှုပညာပဲ။အောင်မြင်မှုအကြောင်းကိုပဲရှေ့တန်းသမားကပြောရင်တမျိုးနောက်တန်းသမားကပြောရင်တမျိုးပွဲကြည့်ပြိတ္တကပြောရင်တမျိုးကို တိတ်တရဟာမင်းသားအဖြစ်ကိုစွန့်ပြီးအိမ်စဉ်လှဲ့ဆွန့်ခံစားသူဘဝကို ရွေးတယ်။ရေဘုံဟာရေရင်းထဲကျသွားမှ ရေငင်လို့ရတယ်။ဆုတ်ခွာခြင်းကရှေ့တိုးခြင်းလည်းဖြစ်နိုင်တယ်။ကျဆင်းခြင်းကပြိမောက်ခြင်းလည်းဖြစ်နိုင်တယ်။လူတိုင်းကဓာတ်ကိုယ်စီနဲ့ပဲရှင်တန်ခြင်းရဲ့အချိုသားကိုရဖို့အာကုံလွဲခုတ်တာထက်ဘလို့ရှက်လီမလဲဆိုတာလဲအမြိုက်တရားပဲ။ အိမ်မက်ပြိုးခင်းတပွင်းလောက်ပွင့်ပြီးတတော်လုံးဝေခဲ့ဖို့မမျောလင့်ပါဘူးတစ်ခက်လောက်ဖြာခဲ့လို့တယောက်လောက်အေးရင်ပဲဂျင်းနေပါပြီစာရီရေးပြီးစိတ်ကိုပြင်လောက်အောင်ထီလဲမတော်ပါဘူးကိုဘွားကို အကောင်းမြင်တာဟာသူများဘွားကိုအစိုးမြင်ဖို့မဟုတ်ကြောင်းကိုကူကူအထင်ကြီးတာဟာ သူများကိုအသင်အထင်သေးဖို့မဟုတ်ကြောင်းကိုအိမ်မက်ကိုတိဆောက်တာဟာ သူများအိမ်မက်ကို နင်းချေဖို့မဟုတ်ကြောင်းအယောင်လေးမပိတပီနဲ့အယုတ်လေးတချို့တော့ရေးဆွဲခဲ့ချေုံပါဘဝမှာနေပြောတယ်ဆိုတာကို့အကြောင်းကိုပြန်တွေးတိုင်းနောင်တကင်းကင်းနဲ့ပြုံးနေနိုင်ခြင်းပဲမဟုတ်လားတမိုင်းသစ်တွေရေးဖို့ထက်မြစ်တာဆက်ဝိုင်းလေးကြီးဖို့ပဲစူးစားပါအောင်မယ်ငှက်လူပေါ်ပါလွတ်လပ်မှုကိုလူတံမိုးလို့မြင်လာပြီးတဲ့အခါ ဘယ်အကြောင်းတရားနဲ့မှဘဝကိုအလေးလံမခံလို့တော့ဘူးညီတို့ပင် ဖြစ်စေအကွေးဝိုက်ခံရတော့လေတစ်ယောက်နဲ့မဟုတ်တဲ့သဘောကို စင်ကျင်မိတာပေါ့တခါမှ ခြေမချော်ဘူးခဲ့ရင် အချစ်ဖြစ်ဖြစ်အချားအရာတွေဖြစ်ဖြစ်စေလုံးချော်ပြေစုံနေတယ်ပဲတဆုံးမှတ်သွားမှာအလိုခံရတယ်လဲမတွေးနဲ့စိတ်မကောင်းလဲမဖြစ်နဲ့အရေးအကြီးဆုံးကကိုကူကိုလဲ နာလုံးဆိုပြီးမယုံမိစေနဲ့မပြတ်သားခဲ့တဲ့အရာတွေပြီးခဲ့ပြီထင်ပေမဲ့မပြီးသေးတဲ့အရာတွေတခုမကြံကွာကြရှင်းလင်းသွားတာဟာအချိန်ကာလတစ်ခုအတွင်းယုံကြည်လို့ပေးအပ်ထားတဲ့ကိုဖြူစင်မှုကိုပြန်ရတာပါပဲပိုပြီးတန့်ရှင်းသွားတာပါပဲရှာဖွေ တွေ့ရှိပြီးလက်ခံနိုင်စွမ်းရှိတဲ့ကိုတတ္တိနဲ့ကိုဉာဏ်ပညာကိုပဲချီးမွမ်းနိုင်ပါစေဂုဏ်ယူနိုင်ပါစေနောက်ဆုံးအချိန်ကြောခိုင်းကြလို့ နှုတ်ခမ်းတစ်ချက်တွန့်ကွေးမိရင်တောင်ပထမဆုံးပြုံးလိုက်နိုင်သူဟာကိုပဲဖြစ်ပါစေ။ဘူခာကိုရင်နဲ့ငိုတရွေးသားမှအယော့မခံပဲလိုအပ်ရင်မြေပေါ်အထိစင်းကြွေ ပေးလိုက်တာလေနေထိုင်ရှင်သန်တတ်ခြင်းအမှုပညာပါပဲ။အထူးသဖြင့်ခါးကြားဓာတ်ထိုးပန်းပြိုးသူတွေကြားမှာ ိုမှတပါတခုတည်းအပေါ်တိဆောက်ထားတဲ့အရာတွေက အမြဲတမ်းအတွက်မကောင်းလှဘူးပခုံးတစ်ဖက်ထဲအပေါ်အချစ်တစ်ခုတည်းအပေါ်လူတစ်ယောက်ထဲအပေါ်အနာကက်လမ်းတစ်ကြောင်ထဲအပေါ်ဒီပခုံးဒီလမ်းမြဲလဲမြဲဖြောင်းလဲဖြောင်းနေရင်အကြောင်းမဟုတ်လာပေမဲ့တခုတည်းသောမီဒီယာတွေက ဖောက်ပြန်ပြောင်းလဲသွားတဲ့အခါဘဝရဲ့ဟန်ချက်ဟာတိတ်ကိုအွေအစာကြီးတွားအွေအစာ ကြီးသွားတတ်တယ်။တိမ်ဆောင်းပြိုလဲသွားတတ်တယ်။နလန်မထူနိုင်အောင်ခက်ခဲဆုံးရှုံးသွားတတ်တယ်။ဘသူမရှိလို့သူတို့ဘဝတော့သွားပါပြီ။ဘယ်ရာမှမရှိတော့လို့ဘာလုပ်လို့ဘာကံရမယ်မသိတော့ဘူးဆိုတာတွေပတ်ဝန်းကျင်မှာနေ့စဉ်ကြုံတွေ့ကြားသိနေရတာပဲ။ကိုယ်တိုင်လဲခံစားရင်ဆိုင်ဖူးကောင်းရင်ဆိုင်ဖူးကြမှာပါပဲကျင်းသူဖြစ်စေအိမ်မက်ဖြစ်စေဘဝကိုဖြစ်စေတခုတစ်ယောက်တည်းအပေါ် ထောက်တီထားတဲ့အခါအဲ့ဒီရဲ့အနှိုင်းအဆဟာတိတ်ကြီးမားလှပါတယ်။မမြဲတာတွေပေါ်မြဲတဲ့အောင်ထင်မှတ်မှားကြတာက လူဖြစ်စဉ်ဖြစ်နေတော့ပြောင်းလဲတက်မှန်တီလျက်နဲ့အပြောင်းလဲကိုမိထားကြတဲ့အခါလောကရန်ဟာကိုတယောက်တည်းအပေါ်မှာပဲရိုက်ချက်လာပြင်းနေထင်နေရအောင်ပါပါ။လေးချောင်းထောက်တဲ့ကို့အနီးအနားကထိုင်ခုံလေးတွေကိုကြည့်ကြရအောင်။လေးချောင်းလောက် ထောက်ကန်အားဟာအချောင်းထဲရဲ့ဟန်ချက်ထက်တော့ပိုလေးနဲ့တည်းမဟုတ်လားတချောင်းပြက်စီးသွားရင်လည်းမသိတာမကြိုးပဲ့သွားဘူးမဟုတ်လားအရာဝတ္ထုနဲ့မဆောက်တည်နိုင်အောင်နှလုံးသားရဲ့တီမီယာအချို့ကို စိတ်ဆွမ်းရည်စိတ်ခွန်အားတွေနဲ့ဖြည့်ဆွတ်စောက်တည်ထားတဲ့ ਨੇ ဥပမာပေါ့လူတယောက်ကို ချစ်ခင်နေဆိုရင် သူ့အပေါ်ဘဝတစ်ခုလုံးပုံထားမိတော့ခူးစာရေဆက်တွေအပြောင်းလဲကံတရားတွေ အစိုးမရတတ်တဲ့သင်္ခါရသဘောတရားတွေကိုတော့စောကြောဆင်ခြင်ထားရမယ်။နားလေလက်ခံထားရမယ်။အဲ့လိုပြင်ဆင်တိဆောက်ထားတဲ့ရှင်သန်မှုတွေဟာလည်းဘလို့အရွေ့အပြောင်းအနာစာမျိုးကိုမဆိုပိုခံနိုင်ရရှိရယ်။ပိုဖြေတာနေတာရှိတယ်။ကျိုးသွားတဲ့ခြေထောက်လေးတစ်ဖက်မရှိလဲထိုင်ဖြစ်နေသေးတဲ့ခုံလေးတွေဖြစ်စေခြင်းနဲ့အနတ္တကဘာမဟုတ်လား။ မမြဲခြင်းတင်ငန်းစာကိုတင်ကြားနားလည်ထားမှသာပြောင်းလဲခြင်းလောကဒဏ်ကအနာအကျဉ်သက်တာမှာပါလွန်လူရာထက်ပိုလိုခြင်းနာကို လူလို့ခေါ်တာလားအလင်ငါမြောက်လမ်းတွေကို လောင်မြိုက်သူတွေမလာစေခြင်းမူလရဲ့လေရဲ့လင်းပါနေတဲ့ညရဲ့အဲ့ဒီလေငင်းအောက်မှာမှလူလွတ်နေတဲ့ထောင်ချောက်ရဲ့လောင်းချခံ ဖြစ်စဉ်တွေပါပဲ။ လွင့်ပါတီလာမှာလေကလေးဟာတုံရင်နေတယ်။လောင်ပိတ်နေတဲ့အလွမ်းဟာလည်းလှိုင်းလေးတစအပြင်လက်ကလေးတစ်ဖက်ကိုပါလှမ်းဆွဲကျင်နေတယ်။လွန်နယ်ပြောအောင်မလား။လူရာထက်ပိုလိုချင်တာကိုလူလို့ခေါ်တာပဲဥစ္စာ။ညာတိတချို့ဆွေမျိုးလားထမ်းပင်လိုလူတွေထမ်းပင်ဘလောက်မြင့်မြင့်ကိုကိုအရိပ်ပေးတာမှမဟုတ်တာ။တချို့သစိမ်းလားညောင်မင်းနဲ့မချဘူး။ တရွက်တကိုင်းနားရရင်ကိုရင်ကိုအေးစေတဲ့သူတွေခီးတဲ့အဖြစ်တစ်နှစ်အချို့ကိုအသက်တမျှတင်ယူထားရတော့အဖော်တဟဲဆိုတာလေတိုးတဲ့လေတိုးလို့လာတိုက်တဲ့လေညင်းထက်မပူဘူးသွေးတိတ်မလွယ်သူမှုဓာတ်ကိုကြောက်တယ်ဘေးချင်းရှင်လျှောက်ပြီးတရိုးကန်းတဲ့သူကိုပူကြောက်တယ်နောက်ကြောကိုပုတ်သက်ပေးသလိုနဲ့ ။ဒံယာနတ်မနဲ့ပြန်လာကြည့်သူတွေကိုတော့အကြောက်ဆုံးပဲ။ကံညံ့လို့မှောင်ရတော့မယ်ဆိုရင်တော့ကျဲအစ်စ်တွေကဘသူအကူညီနဲ့မှ ပြိုင်မလင်းဘူး။တတိရှိရှိတယောက်ထဲပဲနောက်မဆုတ်စတဲ့ကြွေပြတယ်။ကိုစိုက်ပြိုးရတာပွင့်ရပန်းဖြစ်ပါစေ။ကိုစီးစင်းရတာကူးရမြင့်ဖြစ်ပါစေ။ကိုဥတီရတာသွားရလန်းဖြစ်ပါစေ။ပြီးခဲ့သောပုံမြင် ကိုကကောင်းနေလျက်နဲ့ကို့ပေါ်ဆိုးလဲဆိုးစိမ့်လဲစိမ့်သွားတဲ့သူတွေအတွက်ဝမ်းနည်းမနေပါနဲ့ကုမှုဒရာဂျာပန်ဆိုတာကောက်ရိုးပုံတွေမှာပွင့်လေးမှမရှိတာသူတို့နဲ့တန်တဲ့အရာတွေပဲသူတို့နားမှာဆက်ရှိပါလိမ့်မယ်တကူစာအလင်းတခါတလေတော့လေကိုဘလောက်မှွေးညနိုင်ကြောင်းတီးခွင်ရဖို့ချိုးပန်သွားသူတွေလိုပါသည်ဖူးငုံပွင့်ကြွေ လေးသေးဆောင်မှရနံ့ဝီရတဲ့တမယိုးကြပင်ရန်ပန်းဘဝထက်ဆိုင် အခေါင်အထုအဖြစ်မျက်နိုးကြရာကေတာထက်ထိပန်းတပွင့်ဟာ ရောက်ရှိခွင့်ရှိပါသည်တမိုးတိုးပြီးတင့်ခွင့်ရှိပါသည်တောစပယ်လေးစိုးစီအောင်ဆီယမလေးခေါင်းမော်ရောက်ရင်ကြက်တီကိုကြိုင်စီပြီးဖျားဆင်းမှုတော်ရှိမှရှိရင်ជីနူးမှုကိုလှိုင်စီသည်ဘသူခူးယူမှလဲပန်းကလေးအဖို့ကြိုမသိပါ ဘလို့ပြုမှုမှာလဲပန်းကလေးမှာမညူစုပါယနေ့ယထာဖြူလေးသည် လူရန်စာဟူသည်။မြို့ချစ်ပါသည်ဘာမှ အတွေ့ပဲမှွေးပေးလိုက်ခြင်းသည်ပင်ပန်းကလေးတက်နိုင်သော စိတ်ကောင်းချီခြင်းလဲညီပါသည်အိမ်ပြန်ရောက်ရင် အောင်မြင်ခြင်းလို့မရေတော့ဘူးထုတ်တန်းမော်ကြိုးတချောင်းတင်ပြီးဘဝကိုပြန်ရွေးမယူရရင်တော်ပါပြီ တမိုးထားပြီးစင်ရင်သူလက်ထဲမှာတော့ လမ်းဘေးကပန်းတောင်ရတနာပါပတ်ဝန်းကျင်ကောက်ရိုးပုံနဲ့ပျော်ရွှင်ခြင်းအတချောင်းကို မတွေ့တွေ့အောင်ရှာခဲ့မိပါတယ်အစပြောက်သွားသူဟာအဆုံးသက်ကိုရောတကယ်ရောက်ပါမလားလောကကိုအကောင့်တစ်ခုထားသွားခြင်းလို့နာကျင်မှုကိုတတောင်တတာမွေးမြူကြည့်ပါတယ်ဒုက္ခတွေတယောက်ရဲ့မျက်ရည်မှာ အငံဓာတ်ဟာပိုကဲနေတတ်တာကလွဲလို့ပေါ့ဟုတ်ကဲ့ပါရှင် ဆောက်လေးဒီမှာပဲခေတ္တခဏရတန်လိုက်ပြစင်တော့နားစင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမ်းမာပြီးခင်ကြပါစေအားလုံးပဲမင်္ဂလာပါရှင်ခုတစ်ခေါက်မှာတော့ youth magazine ရဲ့2030ခုနှစ် volun 5 number 1စာအုပ်ထဲမှာပါတယ်လူငယ်နဲ့တုတ္တဆိုတဲ့ဂန္ဓာတွေကဆ iam မောင်သိန်းလွင်ရဲ့ထူးဆန်းထွေလာဆိုတဲ့ အဲ့ဒီခန္ဓာတွေထဲမှာပါတဲ့စားလေးတွေကိုဖတ်ပြပေးသွားကြပါတယ်ရှင်။ရေခဲတုံးကိုဖြတ်ထုတ်ပြီးပြီးချင်းပြန်ဆက်သွားအောင်သင် လုပ်နိုင်ပါတယ်။အဲ့လိုလုပ်ပြနိုင်ဖို့အတွက်အရှိဆက်လက်မလောက်ရှိပြီးသေးမြင်တဲ့ဝါယာကြိုးတစ်ချောင်း၊ဇွန်းနှစ်ချောင်းဆိုတာပလင်းတစ်လုံးနဲ့ရေခဲတုံးတစ်တုံးတို့လိုအပ်ပါတယ်။လုပ်ပြရမယ့်နည်းလမ်းကတော့ဝါယာကြိုးရဲ့အစွန်းတစ်ဖက်စီကိုဇွန်းတစ်ချောင်းစီရဲ့အလယ်မှာခြီးလိုက်ပါ။ ရေခဲတုံးကိုဆိုဒါပလင်းပေါ်တင်လိုက်ပါဝါယာကျိုးကိုအလဲတက်တဲကနေပြီးရေခဲတုံးပေါ်တင်လိုက်ပါဝါယာကျိုးတွဲချီထားတဲ့ဇွန်းနှချောင်းကို အောက်ဖက်သို့ဆွဲချပေးပါဒရောတော့ပါအလင်းစလိုလှုပ်လို့ရတဲ့အရာတော့မဟုတ်ပါဘူးရေခဲတုံးတစ်ခုလုံးလုံးဝပြတ်သွားအောင်ဝါယာကျိုးကခွဲဖြတ်ထုတ်နိုင်ဖို့အချိန်၁၀မိနစ်လောက်တော့ကြာပါတယ်ဒါပေမဲ့ ဝါယာကျိုးကရေခဲတုံးအောက်ခြေကိုရောက်လို့ရေခဲတုံးလုံးဝပြတ်ထွက်သွားပြီးနောက်မှာရေခဲတုံးဟာလုံးဝပြန်ဆက်သွားပါလိမ့်မယ်။ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ဝါယာကျိုးရဲ့ဖိအားကသူ့ရဲ့အောက်တက်တဲမှာရှိတဲ့ရေခဲကိုသာအရေးပြောစေတာဖြစ်ပါတယ်။ဝါယာကျိုးကိုအောက်ကိုဆွဲချလိုက်တိုင်းသူ့အောက်မှရေခဲကအရေးပြောသွားပါတယ်။အဲ့နောက်ဝါယာကျိုးရဲ့အပေါ်မှာရေခဲကပြန်ခဲသွားတာဖြစ်ပါတယ်။ဘာကြောင့်ဆို ဝင်းကျင်မှာရှိတဲ့ရေခဲတွေကဝါယာကြိုးဖိအားကြောင့်ဖြစ်လာတဲ့အပူချိန်တွေကိုဖယ်ရှားပစ်လိုက်တဲ့အတွက်ဖြစ်ပါတယ်။ဆက်ကူခွက်ထဲရေထည့်ပြီးစူပွက်အောင်ကြိုချက်လို့ရပါတယ်။ဆက်ကူနဲ့မီးနဲ့ထည့်ရင်မီးလောင်သွားမှာပေါ့။ဒါပေမဲ့ဆက်ကူခွက်ထဲရေထည့်ပြီးစူပွက်အောင်ကြိုချက်လို့ရတာကတော့အမှန်ပါပဲ။ကွင်းစာကွင်းပိတ်အရွယ်မရောက်သေးတဲ့ကလေးငယ်တွေစမ်းသက်ကြည့်ခြင်းနဲ့ဆိုရင်တော့ လူကြီးရဲ့ခွင့်ပြုချက် သို့မဟုတ် အနားမှာလူကြီးရှိဖို့လိုပါတယ်အပူလောင်မှာစိုးရလိုပါဒီလိုလုံးပြနိုင်မှုအတွက်မီးထွန်းထားတဲ့ဖျောင်းနိုင်တစ်ချောင်းရေတဝက်ဖြည့်ထားတဲ့စက်ကူခွက်တစ်ခုနဲ့ညက်တစ်ခုတို့လိုအပ်ပါတယ်ရေတဝက်ထည့်ထားတဲ့စက်ကူခွက်ကိုညက်နဲ့ကင်ပြီးခွက်ရဲ့အလဲတဲ့တဲ့ကိုဖျောင်းနိုင်မီးတော့ပေါ်တင်လိုက်ပါရေကပူပြီးစူပွက်လာပါလိမ့်မယ်ဒါပေမဲ့ခွက်ကိုတော့မီးလောင်ကျွမ်းသွားမှာမဟုတ်ပါဘူးအမှန်တကယ်ပါပဲ ီးလောင်ရတဲ့အကြောင်းရင်းလည်းရှိပါတယ်။မီးလောင်ဖို့ဆိုရင်အကြောင်း၃ခုရှိရပါတယ်။လောင်စာရဲ့အောက်ဆီဂျင်ရဲ့အပူချိန်ရဲ့လိုအပ်တာပေါ့။အဲ့ဒီ၃ခုတည်းကတစ်ခုခုကိုဖယ်လိုက်ရင် မီးလောင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။စက်ကူခွက်ဟာပုံမှန်တာမန်အားဖြင့်မီးလောင်နိုင်ကြောင်းလူတိုင်းသိရှိကြပါတယ်။ဒါကြောင့်လောင်စာကတော့ရှိနေပါပြီ။အောက်ဆီဂျင်ကလည်းလေထဲမှာအမြဲရှိနေပါတယ်။ဒါကြောင့်စက်ကူခွက်မီးမလောင်ရတဲ့ဒီကိစ္စမှာ ိုအပ်နေတာလွဲချော်နေတာကတော့အပူချိန်ဖြစ်ရပါမယ်။ရေဟာအပူချိန်ကိုလျင်မြန်စွာဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ခွက်ထဲမှာရေရှိနေတဲ့အတွက်မီးနဲ့ထိတွေ့နေတော့လဲမီးလောင်ကျွမ်းသွားနိုင် လောက်အောင်ပူတဲ့မီးမွေးစာ လောင်စာအဆင့်ထိရောက်မသွားတာဖြစ်ပါတယ်။စုပွက်တဲ့အစ်စ်မှမရက်ပဲရေရီအလုံးခန်းသွားတဲ့အထိထားမယ်ဆိုရင်တော့ စက်ကူခွက်လဲမီးလောင်ကျွမ်းသွားမှသိကြပါဗျ။လက်ကင်ပွားကို လုံးဝမပြက်စီးစေပဲအဲ့ဒီလက်ကင်ပွားကို မီးဟုံဟုံတောက်သွားအောင် မီးရှို့ပြနိုင်ပါတယ်။အရွယ်မရောက်သေးတဲ့ကလေးငယ်တွေစမ်းသပ်ကြည့်မယ်ဆိုရင်တော့လူကြီးရဲ့ခွင့်ပြုချက်သို့မဟုတ် အနားမှာလူကြီးရှိဖို့လိုပါတယ်။ပြီးတော့မိဖို့ကြောင့်တဲကပကံစေးကံထဲမှာလည်းလှုပ်ကြည့်သင့်ပါတယ်။လက်ကင်ပွားသေးသေးသို့မဟုတ်ဒီထက်ပိုကောင်းတဲ့လက်ကင်ပွားဆိုရင်လည်းဖြစ်ပါတယ်။ စတူယန်သုံးလက်မလောက်ရှိတဲ့အဝတ်စုပ်တစ်ခုကိုသုံးရပါမယ်။ခွက်တစ်ခုတည်းသို့အရက်ကိုစပွဲစုံ၄စုံနဲ့ရေ၄စုံကိုရောထည့်လိုက်ပါ။အရက်နဲ့ရေတမသွားတဲ့အခါအဝတ်စုပ်ကိုစိန်လိုက်ပါ။အဲ့ဒီအဝတ်စုပ်နဲ့လက်ကင်ပွားကိုရွှဲသွားအောင်တုပ်ပေးပါ။လက်စေးကံပေါ်မှာဆူဆွတ်သွားတဲ့လက်ကင်ပွားကိုညှက်နဲ့ကင်ပြီးအောက်ဖက်ကနေမီးရှို့ပေးပါ။မိနစ်အနည်းငယ်ကြာအောင် လောင်ကျွမ်းမဲ့မီးတောက်ဟာ အချိန်ပြင်းလာပွဲရှိတာကြောင့်ကြိုတင်ပြင်ဆင်ထားပါမိလောင်ပြီးတဲ့အခါတင်းရဲ့လက်ကင်ဘွားဟာမပြက်မစီးမလောင်မကျွမ်းပဂရိအတိုင်းရှိနေတာကို တွေ့ရပါမယ်မိဟတ်သွားတဲ့အရာလေးတောင်ရှိမယ်မဟုတ်ပါဘူးအဲ့လိုဖြစ်ရတဲ့အကြောင်းရင်းရဲ့လူဝဲချက်ကတော့အရက်နဲ့ရေရောဆက်ထားတဲ့အရေပါပဲမိထားတောက်ဖို့အတွက် လုံလောက်တဲ့အရက်ရှိတယ်ဒါပေမဲ့အဝတ်ကိုဆူဆွတ်နေစေဖို့အတွက်လည်းလုံလောက်တဲ့ရေရှိပါတယ်မိတော့မှရှိတဲ့အပူချိန်က အဝတ်ကိုလောင်ကျွမ်းအောင်မလုပ်နိုင်ခင်မှာအဝတ်ပေါ်ကရေကိုအငွေ့ပြန်အောင်လုပ်နေရတဲ့အတွက်ဖြစ်ပါတယ်။အရက်နဲ့ရေရောဆက်ထားတဲ့အရေထဲမှာအဝတ်ကိုမလောင်ကျွမ်းနိုင်အောင်ရေအလုံလောက်ရှိပါတယ်။မှတ်ရန်အရက်ကြောင့်မတော်တဆလောင်ကျွမ်းသော မီးတောက်မီးရှံများကိုရေနဲ့နှိမ့်သက်နိုင်ပါတယ်။ပကလုံးတစ်လုံးကိုအသုံးပြုပြီးပဲ့တင်တန်ထွက်ပေါ်အောင်ပြုလုပ်နိုင်ပါတယ်။ဒီလိုလုပ်ပြနိုင်မှုအတွက်အရွယ်စားတူညီတဲ့ပကံလုံးနှလုံးရဲ့ တစ်ချက်ချက်မြည်နေတဲ့နားရီတစ်လုံးရဲ့လိုပါတယ်။စပွဲတစ်လုံးမှာထိုင်ပါ။ပကံလုံးတစ်လုံးကိုတင်ရှေ့မှာခြားထားပါ။အခြားပကံတစ်လုံးကိုတင်နှရွက်ပေါ်မှာဇောက်ထိုးအနေထားနဲ့ကတ်ထားပါ။စပွဲပေါ်ရှိပကံလုံးအောက်ခြေတလက်မအကွာလောက်ကနေတစ်ချက်ချက်မြည်နေတဲ့နားရီကိုကင်ထားပါ။တဲ့နေရွက်ပေါ်ကပကံလုံးကိုစပွဲပေါ်ရှိပကံလုံးအပေါ်နားထိရောက်သွားအောင်တင်းရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားတိမ့်ငဲ့ပေးပါ။ နိုင်ရဲ့တစ်ချက်ချက်မြည်တဲ့ဟာစပွဲပေါ်ကပကံလုံးထဲမှာမဟုတ်တော့ပဲတင့်နှရွက်နဲ့ကက်နေတဲ့ပကံလုံးထဲမှာမြည်နေတယ်လို့ကြားရပါလိမ့်မယ်။အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကတော့ပက်တင်တယ်မှာပဲ။အတန်ဟာမျက်နှာပြင်တွေကနေပြန်ကန်ထွက်ပါတယ်။ပြန်ကန်ထွက်တဲ့အတန်သို့မဟုတ်ပက်တင်တန်ကိုစလောင်းပုံရာဝတ္ထုတွေနဲ့ဖမ်းယူရရှိနိုင်ပါတယ်။စလောင်းပုံကြေးမှန်သားတွေသို့မဟုတ်တယ်လီစကုပ်တွေရဲ့ area အတိုင်းတွေမှာအလင်းကိုဖမ်းယူနိုင်တယ်လို့ပါပဲ။ ဆလောင်းပုံပကံလုံးဟာလည်းတစ်ချက်ချက်မြည်နေတဲ့နာရီတန်ကိုဖမ်းယူနိုင်ပါတယ်။တင်ကြားနေတဲ့အတန်ဟာပဲ့တင်တန်တာဖြစ်ပါတယ်။တကယ်မြည်နေတဲ့အတန်မဟုတ်ပါဘူး။မောင်သိန်းလွင်ဟုတ်ကဲ့ပါရှင်။ဒါလေးကလေအမ်ကျွန်တော်ဖတ်နေရင်းနဲ့ဒီစာလေးဖတ်ပြလို့ရှင်လည်းနည်းနည်းဟိုဆက်လုပ်ကြည့်နေတဲ့လူကြီးကလေးလေးတွေတော့လကောက်တကယ်ကလေးစစ်လေးတွေတော့လကောက်အဲ့လိုပေါ့နော်။ နည်းနည်းတိချွင်ကြံစကျင်စေရှိတဲ့သူစူးစမ်းကျင်စေရှိတဲ့လူတွေလှုပ်ကြည့်ကြအောင်အပြင်းပြေအောင်လို့ဒါလေးဖက်နေနဲ့ဖက်ပြပေးတာဖြစ်ပါတယ်ရှင်ပြီးတော့ဒီစာအုပ်လေးတွေကပဲချစ်သူတန်းချင်းဆိုတဲ့စာလေးကိုဖက်ပြပေးခြင်းပါတယ်တကယ်တော့တပုတ်နဲ့တပုတ်ကဟိုခွဲဖက်လိုက်လို့ရှင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့အခုလောလောဆယ်ဒီ ဆ iam mong thing lwin ye sa le ya ja raw le 10 minute taw ma pye u so raw le da le ta kha de khaw sin kwe a ni ne thap phat pi lai ba ma shin chit tu tan chin sha rong ka le တကယ်တော့အနေဝေးရင်သွေးရတယ်လို့ဆိုခဲ့ကြတဲ့စကားကိုနဲ့မှပါဆင်အောင်လွဲခဲ့ပါတယ်ချစ်သူရမင်းကိုကိုခွဲသွားခဲ့တာနှစ်တွေရှည်ကြာခဲ့ပြီနော်မင်းနဲ့ဝေးခဲ့ရတဲ့ပထမဆုံးညရဲ့အလွမ်းမီခုထိ တောက်လောင်နေသေးပါကွယ် ကိုပြန်လာခဲ့မယ်နော်ဆိုတဲ့ချစ်သူနှုတ်ခမ်းပြားကထွက်ကြလာတဲ့စကားလေးတခုဟာတဲတဲ့ရေသွန်ဖြစ်သွားလိမ့်မယ်လို့ကိုလုံးဝမထင်ခဲ့မိ ਉ အမှန်ပါမင်းသိခဲ့တယ်မင်းနှိုက်နှိုက်ချွတ်ချွတ်ကိုသိခဲ့တယ်ကိုဟာတိတ်ယူသားတဲ့မင်းတယောက်တည်းကိုပဲအချစ်တွေပုံအော်ယုံချစ်ခဲ့တဲ့မင်းကလေးတယောက်ဆိုတာကိုလေမင်းနဲ့အเจ้าတွေအတူတက်ခဲ့တယ်စာရီအတူမှတ်ခဲ့တယ်အတန်းတွေလည်းအတူ အောင်ခဲ့ကြတာပဲလေ ဒီလိုရင်းနှီးမှုလေးတွေကစလို့တန်ရောစင်တွေအချစ်တွေဝေခဲ့ကြတာနှစ်နဲ့ချီပြီးမဟုတ်လားချစ်သူရဲ့တငယ်ချင်းတွေကတော့တိတ်လိုက်ဖက်တဲ့ဇုံတွေပဲဟေးလို့စရင်နောက်ရင်မှတ်ချက်ချခဲ့ကြတာအဲ့ဒီချိန်တို့ရဲ့ကြည်နူးမှုတွေမင်းပါတယ်လို့ပုံယုံခဲ့ဘူးတာပေါ့အဖွဲ့တွေစုံနဲ့ပြောစရာညတွေမှာ ကိုတချင်းဆိုရင်မင်းအလိုက်တတိဂီတာတီးပေးတက်ခဲ့တယ်လို့ မင်းတီဆိုတဲ့အလဲကြပြန်တော့လဲဟာမိုနီကကိုပဲပေါ့တငယ်ချင်းတွေလက်ခုပ်ဩဝါပေးတဲ့ချိန်ထိရင်ခုန်တန်တွေမဆုံးချင်ခဲ့ဘူးနော်မင်းပါပဲလှုပ်လှုပ် တွေးတောဆင်ကျင်ပြီးမှလှုပ်တတ်တာကိုသိတယ်တိတိချာချာအချေယူဆုံးဖြတ်တတ်တဲ့မင်းကျင်လဲကိုနဲ့ရင်ပါပြီးသားပါပြီးတော့ဆုံးဖြတ်ပြီးရင် ပြဲမပြင်းချင်တာကအဆုံးပေါ့အနာကဲအတွက်ပါဆိုတော့မင်းရဲ့လက်ဆွဲရည်ရွယ်ချက်ကိုတို့လက်မခံပေမဲ့မတားစီဝင်ခဲ့ပါဘူး ိုကကိုရက်ကိုရွာမှာကိုအနာကက်ရှိတယ်။ကိုအနာကက်လဲကိုနယ်ကိုမြေအတွက်ဖြည့်ရမယ်လို့နှလုံးသွင်းထားသူ။အဲ့ညာကစလို့ဒုနယောက်သဘောထားတွေကွဲလွဲခဲ့တယ်။ယုံကြည်ချက်တွေညီမျှခြင်းချလို့မရဘူးဖြစ်ခဲ့တယ်။ခွဲခွာရမယ့်အကြောင်းတွေ နာကျင်ကြေကွဲစွာမင်းဖွင့်ဟခဲ့စဉ်စိုးနစ်နေတဲ့ငါနှလုံးသားတွေတစစီပဲ့ကြွေသွားတဲ့ချစ်သူရဲ့ခိုက်ခိုက်တော်အောင်အေးလာတဲ့တောင်မော်ဆောင်းရဲ့ညက်နေခြင်းဟာ အယိုးတွေပါကျိုးကုန်မတက်နှိမ့်ဆက်လာတယ်။ကြော့ခွေသွားခြင်းလောက်အောင် အသည့်စိတ်တွေ အတိတ်မေ့ကုန်ပြီလေ။နောက်ဆုံးတော့လေဟန်ဆောင်အပြုံးလှုပ်ယူပြီးရင်းထဲကအကျဉ်းနာတွေနဲ့အေးချမ်းချမ်းသွားပါလို့ပြောထွက်လိုက်သူရဲ့နှလုံးသားထဲမှာသွေးထွက်အောင်ခံစားနေရတယ်ဆိုတာချစ်သူတယောက်ဘယ်သိနိုင်ပါမလဲနော်။မင်းရဲ့တောင်းဆိုမှုအတိုင်းအချိန်ခဏလေးအတွင်းဒိုးနှစ်ယောက်ဘာတခွန်းမှ ပြောမထွက်နိုင်ပဲ တည်င့စွန့်အငိမ့်သက်သွားခဲ့တယ်နော်ဟုတ်ပါတယ်ချစ်သူရယ်ကို အခုချိန်ထိမင်းနဲ့အတူပျော်ဝင်ကစားခဲ့မှုတဲ့ cherry bin တွေကြားထဲမှာချစ်သူပြန်အလာကိုစောင့်မျှော်နေသေးပါကွယ်မမိသေးတယ်ချစ်သူ တခါတုန်းကစပိန်ကလေးအတူစီးရင်လမ်းကျန်းလေးမှာခလုတ်တိုက်ပြီးတော့ငါတို့ကြည်လာရင် တိုးတက်နေတဲ့ပညာနဲ့ဒီလမ်းကျန်းလေးတွေချောမွေ့သွားစေရမယ်လို့မင်းပြောခဲ့မှုတဲ့ အနာဂတ်လေးပေါ်မှာအနာဂတ်လမ်းလေးပေါ်မှာကိုအခုအေးဆေးဆေးနင်းရှောက်ခွင့်ရနေပြီချစ်သူ မင်းပြန်လာတဲ့မီလို့လဲတဖွားဖွားရေရွတ်နေမိတယ်ချစ်သူရဲ့အမှန်မှာတော့မင်းပြောတဲ့မင်းအနာဂတ်နဲ့ကိုရဲ့အနာဂတ်ဟာတတိတခြားရက်တီနေတဲ့ကြပြာတပုတ်စီဆိုတာတဖြည်းဖြည်းနားလည်လာပါတယ်ဒါပေမဲ့အုံနောက်ရဲ့အတီကိုနှလုံးသားကလက်ခံဖို့ခက်လာပါတယ်ချစ်သူရဲ့ ချစ်သူရဲ့ကိုလေးမင်းအောင်မြင်ရင်မူဒိတာပွားရသလိုချစ်သူစိတ်ချမ်းသာပါစေလို့လည်းမကြခဏတောင်းဆုချွေပေးမြဲပါနှစ်တွေအလီလီပြောင်းလဲနေပေမဲ့နှင်းຫນွေစိုးနေတဲ့မြင်းနီလန်းကလေးမှာ ရှင်းသန့်တည်မြဲတဲ့အချစ်တကားတွေချစ်သူအတွက်အစဉ်ဖွင့်ထားလျက်ပါ နနက်ခင်းຫນွေတိုင်း cherry အကိုင်းခက်လေးတွေပေါ်တွဲလွဲခိုနေတဲ့နှင်းခဲလေးတွေအယုံနေအောင်အောက်မှာအေးပြော်ရစမြဲပါချစ်သူရဲ့နေ့ကလေးတစ်နေ့ ရှိနေသေးသေးပေါ့ကွယ်ရှာရုံကလေးဟုတ်ကဲ့ပါရှင်အခုဖတ်ပြတာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ရှင်နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ thank you